မင်္ဂလာပါရှင်ရှင်ကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့ကြောင်မွေးမြို့မှာယနေ့တွင်ကျောင်းသားကျောင်းသူ154ဦးထပ်မံကျောင်းအပ်နေတဲ့သတင်းဖြစ်ပါတယ်။ကျောင်းမွေးမြို့မှာအောက်တိုဘာ14ရက်ကကျောင်းသားကျောင်းသူ154ဦးထပ်မံကျောင်းအပ်ခဲ့တာကြောင့်စုစုပေါင်း2960ဦးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမွေးမြို့ရှိအမှတ်၈ခြေခံပညာအထက်တန်းကျောင်းအား အော်တိုဝါရှေရမှာစတင်ဖွင့်လှစ်ခဲ့ပြီးယနေ့တွင်အမှတ်လေးအခြေခံပညာထက်တန်ကျောင်းနှင့်အမှတ်လေးအခြေခံပညာအလဲတန်းကျောင်းများတွင်လည်းကျောင်းအပ်စတင်လက်ခံခြင်းများဆောင်ပေးလျက်ရှိရာကျောင်းလာရောက်အနှံ့မှုအနေဖြင့်ကျောင်းသားကျောင်းသူ954ဦးထပ်မံကျောင်းအနှံ့ခဲ့တဲ့အတွက်စုစုပေါင်းကျောင်းသားကျောင်းသူ2960ဦးတယောက်ပညာသင်ကြားလျက်ရှိကြောင်းသိရပါသည် အဆိုပါထမံကျောင်းအနှံသည့်ကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးရတဲ့ကျောင်းသုံးစာအုပ်များစာရေးကိရိယာများနဲ့ထောက်ပံ့ပစ္စည်းများကိုတပါးတည်းပေးရကြပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များစောင့်မဲ့ပေးကြကြောင်းသိရပါပါတယ်ရှင်။